နော် channel မှာကြိုဆိုပါတယ်ဒီတစ်ခါကျွန်တော်လုံးပြပေးမှာတော့ကျွန်တော်တို့ဒီ YouTube ပေါ်မှာဗီဒီယိုတင်တဲ့အခါ cover photo က10မိနစ်စနစ်လေးပါအဲ့တော့ဘယ်လိုဆွဲရလဲဆိုတော့ကျွန်တော်လုံးပြပေးပါမယ်အများဆုံးစနစ်လေးပါကိုယ့်ရဲ့ဖုန်းနဲ့လုပ်လို့ရပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ပထမဆုံးအဲ့ဆွေလို့ကဒီ camera ဆိုတဲ့ဒီ software လေး download ပါ Play Store မှာ Play Store ထည့်ဝင်လိုက်ပါမရှိသေးဘူးဆိုရင် Play Store လေးညွှန်ပါ ပြီးရင်ဒီ search box မှာရက်ရှာလိုက်ပါကံပါဆိုပြီးတော့ဒီလိုမျိုးရက်ရှာလိုက်ပါကံပါဆိုပြီးရက်ရှာလိုက်ပါပြီးရတာနှဲ့လိုက်ပါ Okay ကျွန်တော်က download ဆက်ပြီးတက်ရှိပါတယ် download မဆက်ပြတော့ပါဘူး mic တွေကတော့ download မရှိသေးဘူးဆိုရင် ဒါလေးကိုဆွေးလိုက်ပါ Okay အဲ့ဒါဆိုရင်ပြန်ထွက်လိုက်ပါမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကပထမဆုံးကမ္ဘာထည့်ရင်ကိုလိုပါကျွန်တော်တို့က YouTube အတွက်ဆိုရင်တော့ YouTube တက်မနေဆွဲရပါမယ်ကျွန်တော်ဥမာတဘောဆွဲ ပေါ်လာပါပြီ။မိတ်ဆွေကမိတ်ဆွေကဘာလို့ဆိုရှင်နာလေးပေါ့ Facebook တွေ့လား YouTube တွေ့လားဒီမှာအောင်လို့ဆွေးလို့ရပါတယ်။ဒီမှာပါ။ဒါကကြရင် YouTube တွေ့တတ်မနေဆွေးတာပါ။ဒါကဗီဒီယိုဒီနေ့ဟာပါ။ဒါကကိုယ့်ရဲ့ Facebook မှာ Story ဒီနေ့ဟာပါ။ ဒါက Facebook မှာ post တင်ရပါမှ template တကဆင်ဆွေးလို့ရပါတယ် Facebook နဲ့ template တကဆွေးလို့ရပါတယ်ကျွန်တော်တို့က YouTube မှာတင်မယ်ဆိုတဲ့အကြောင်း YouTube ကိုညွှန်တော့ပါမယ်ဒီမှာပါကျွန်တော်တို့ YouTube template ဆိုတဲ့ဒီအားလေးကိုနှက်လိုက်ပါ Okay အဲ့ဒါအဲ့ဒါနှက်လိုက်ပါ Okay ဒီမှာပေါ်လာပါပြီဒီမှာပေါ်လာပြီဆိုကျွန်တော်တို့ကဘယ်နှပေါင်းဆုံးကျွန်တော်ကအစမ်းလောက်ပြတွေဆိုတဲ့အတွက်ကြောင့်တခုယူပါမယ် Okay အဲ့ဒါဆိုရင်ကျွန်တော် ဒီတခုကိုယူပါမယ်အဲ့ဒါနဲ့နှက်တွေပါโอเคဒီမျိုးပေါ်လာပါပြီကိုကဒီဒီဟာဒီကိုမချိုက်ဘူးစီရင်ဖြတ်လို့ရပါတယ်ကျွန်တော်ဆက်ရှိပါပါပြီအဲ့ဒါနှစ်လေးပါထောက်လေးပါလင်းထောက်လေးပါထောက်ပြီးရင်ဒီလေးနှစ်လေးပါလင်းထောက်လေးပါဒီလေးနှစ်လေးပါ နည်းထောက်လိုက်ပါ delete နှဲ့လိုက်ပါအဲ့လိုဖြတ်လို့ရပါတယ်။ဟောအဲ့ဒါတွေမလိုချင်မှုစီရင်အဲ့လိုဖြတ်လိုက်ပါ။ဒါသူတို့မှာ auto auto shape ထားတဲ့အရာပါ။အဲ့ဒါကိုကမကျက်ဘူးဆိုရင်ဖြတ်လို့ရပါတယ်။ဒါတွေဖြတ်လို့ရပါတယ်။အဲ့လိုဖြတ်လိုက်ပါ။အဲ့တော့အဲ့ဒါကိုကိုကလိုချင်နေဆိုရင်ပြန်လိုချင်နေဆိုရင်ဒီညလေးကိုပြန်နှဲ့လိုက်ပါမပါအောင်လို့ပေါ်လာပါပြီအဲ့လိုမျိုးနဲ့လည်းအောင်လို့ပြန်ပေါ်လာပါမယ်ဒီမှာပါ ီမြိုင်နဲ့လည်းအောင်လို့ပေါ်လာပါမယ်ကိုကဒီတိုင်းပဲလိုချင်နေဆိုရင်ဒီစာကိုပဲမလိုချင်ဘူးဒီရုပ်ဒီရုပ်ကိုပဲလိုချင်နေဆိုရင်ဒီကိုကျွန်တော်တို့ကဒီစာလေးကိုထောက်လိုက်ပါစာလေးကိုဖြစ်ပါမယ်ဥပမာကျွန်တော်တို့ကအကြောင်းအရာတစ်ခုရေးမှာပေါ့ဥပမာဒီပါတို့ဒါလေးကျွန်တော်ဖြတ်လိုက်ပါမယ်ဖြတ်ပြီးကျွန်တော်စာရေးပြပါမယ်โอเคဒီပုံကိုကျွန်တော်တို့ယူပါမယ်ပုံယူမှုဆိုတော့ကျွန်တော်တို့ကဒီမှာစာရေးပါမယ်ဒီမှာဥပမာစပါကျွန်တော်က Facebook ဖွင့်နေဆိုပြီး ဥမာသဘောတရားလေးကျွန်တော်လုတ်ပြပါမယ်စာရေးပါမယ်စာရေးမယ်ဆိုရင်ဒီအပေါင်းလေးကိုနှိပ်ပါပေါင်းလေးကိုနှိပ်လိုက်ပါပေါင်းလေးကိုနှိပ်ပြီးဒီအောက်ကဘာဒန်လေးကဒီဘယ်ဘက်ခြမ်းနဲ့တွူလိုက်ပါပြီးဒီဆိုတဲ့သင်္ကေတလေးကိုနှိပ်လိုက်ပါဒီကောင်းလေးကိုနှိပ်လိုက်ပါစာရေးမယ်ဆိုတဲ့တော်ကြောင့်အဲ့ဒါနှိပ်လိုက်ပါ โอเคအဲ့လိုမျိုးပေါ်လာပြီဆိုရင်ဒီဒီကောင်းလေးကိုယူပါအဲ့ကလူနှက်လေးပါโอเคအဲ့လိုမျိုးပေါ်လာပါပြီအဲ့လိုမျိုးပေါ်လာပြီဆိုရင်ဒီကောင်းလေးကဘေးကိုရွှေ့ရတာပါဒီလိုပါပါဒီလိုရွှေ့လို့ရပါတယ်โอเคအဲ့လိုထားပြီဟောစာရေးတော့မယ်ဆိုရင်ဒီကောင်းလေးနှက်လေးပါ80ဆိုတဲ့နေရာလေးနှက်လေးပါโอเคนี่มาซะเลยอ่ะบะพี่ Facebook พูดนี่ดูว่าอุ้มมาเราอ่ะเซ็นเซอร์ลงไปบะพี่ Facebook Okay ဒီကြလုံးကြီးထားလိုက်ပါမယ်ပြီးရင်လင်းနဲ့ထောက်လိုက်ပါလွတ်တဲ့နေလင်းနဲ့ထောက်လိုက်ပါပြီးရင်အပေါက်ကိုမျက်နှိပ်ပါပေါက်ကိုမျက်နှိပ်ပါပေါက်ကိုမျက်နှိပ်ပြီးခုနကဒီ it is ဒီအလေးမျက်နှိပ်ပါဒီအလေးကိုမျက်နှိပ်ပါဟိုကနောက်ထပ်စာရေးမယ်ဆိုလို့ကျွန်တော်အဲ့လိုမျက်နှိပ်ရပါမယ် โอเคအဲ့လိုပဲလာပြီးရင်ဒီကောင်လေးနဲ့အရင်ဘေးရွှေလဲโอเคပြီးလွတ်တဲ့နေရာထောက်လဲပြီးရင်ဇာရိပ်ပါမယ်အဲ့မျိုးဒီအောက်က80ဆိုပြီးဒီတင်ငတာလေးနဲ့လဲအဲ့ဒါလေးနဲ့လဲဇာရိပ်မယ်ဆိုတဲ့အတွက်ကြောင့်ပြီး Facebook ဖွင့်နေပြီးဖွင့်နေစေကွာမြန်မာပြန်ပြောင်းပါမယ်ဒီမှာ ဲ့ဒါစီရပါပြီ။နောက်ပြီးစီနီလွတ်နေနေလေးထောက်လိုက်ပါ။ဟိုကဒီဆာလုံးကိုကာလာပြောင်းချင်နေဆိုရင်ဆာလုံးကိုထောက်လိုက်ပါ။ထောက်ပြီးရင်ကာလာပြောင်းမယ်ဆိုဒီမှာကာလာဆိုတဲ့အောက်မှာရှိပါလေ။ဒီမှာပါဒီကောင်လေးထောက်လိုက်ပါ။ဒီဆာလုံးပြောင်းပါမယ်။ပေါ်နေနေဆွတင်လိုက်ပါဒီမှာကိုဟိုကဘယ်လိုပြောင်းချင်အနီပြောင်းချင်နေလား။မခရမ်းကြောင်းချင်တယ်လားခရမ်းအရင်ကြောင်းချင်တယ်လားဘောအဒီမှာကိုတက်တဲ့ဟာယူပေါ့ကျွန်တော်ကဒီအဝါရောင်လေးဝေယူလိုက်တော့ဟုတ်ကဲ့ခွန်းကြီးမိနုတက်နေရထောက်လိုက်ပါ ျွန်တော်ကဒီဆာလွန်ကိုကြည့်ကြည့်နေဆိုရင်ဒီဖုန်းဆိုင်ဆိုတဲ့နေရာလေးနှက်လေပါဒီကောင်းလေးကိုနှက်လေပါဆာလွန်ကအကြည့်ဒီလုံးဆိုရင်အဲ့ဒါနှက်လေပါပြီးရင်ကျွန်တော်တို့ကဒီကောင်းလေးကိုညာဖက်နှာဆွဲလေပါဆာလွန်ကြည့်ချင်ညာဖက်နှာဆွဲလေပါဒီမှာပါကြည့်လာပါပြီသိချင်ရင်ဆိုရင်ပြန်တွန်းလေပါဘယ်ဘက်ကိုโอเคကျွန်တော်ကဒီမှာနေတော့ထားမှာဖွင့်နေโอเคပြီးရင်လွတ်တဲ့နေရာထားလေပါ โอเคပြီးရင်ဒီအပေါ်ကဒီ Facebook ဆိုတဲ့ဒီဇာလုံးကိုလည်းကျွန်တော်ကဇာလုံးအကြီးလုံးပါပဲအကြီးလုံးကိုကျွန်တော်ဇာလုံးလေးထောက်လိုက်ပါလိမ့်နဲ့ထောက်မြေခလုံးကဖောင်းဆိုင်ဆိုတဲ့ဒီရန်လေးဝင်လိုက်ပါအဲ့ဒါလေးလည်းထောက်လိုက်ပါโอเคပြီးရင်ဒီအောက်ကဒီနားလေးကိုညာဘက်ခြမ်းကိုဆွဲလိုက်ပါသလုံးကြည့်မိဆိုရင်ညာဘက်ခြမ်းဆွဲပါသလုံးသိမိဆိုရင်ဘယ်ဘက်ခြမ်းကိုတွန်းလိုက်ပါညာဘက်ခြမ်းဆွဲမှာ Facebook ခွင့်နေရ Okay Okay အဲ့ဒါဒီလွတ်တဲ့နေရာထောက်လိုက်ပါ ဒီစာလုံးကိုဟိုကာလာချွန့်ရှင်နေဆိုရင်ဒီမှာကာလာဆိုတဲ့ဒီမှာအေးဆိုတဲ့တန်တန်းနဲ့ရှိပါတယ်ဒီမှာကာလာဆိုရေးထားပါတယ်အဲ့တော့နှစ်လေးပါအဲ့တော့ကိုကြိုက်တဲ့ရုံကြောင့်မိတ်ဆွေတို့ကတော့ကျွန်တော်ကဒီအဆန်းပြတ်တဲ့ကြောင့်အနီးလေးယူလိုက်ပါမယ်ဒီမှာပါဟိုမကျေဘူးထပ်ပြောင်းမရှိဘူးဆိုရင်လေဒီကုကြက်တဲ့အရောင်ထပ်ပြောင်းရပါတယ်ဒီမှာပါမိတ်ဆွေတို့ကတော့မိတ်ဆွေတို့ကြက်တဲ့အရောင်ပြောင်းဖို့ကျွန်တော်ကတော့ဥမှပြတယ်ဆိုတော့ကျွန်တော်ဒီအဖြူပေးထားပြီးပါတော့မယ် ပြန်လွတ်တဲ့နေရာထောက်လိုက်ပါလွတ်တဲ့နေရာပြန်ထောက်လိုက်ပါ Okay ပြီးရင်ကျွန်တော်တို့ကကိုစက်ကျက်ဒီမှာမိတ်ဆွေတို့ကမိတ်ဆွေတို့တိုက်တက်စာရေးလို့ရပါတယ်ကျွန်တော်ကတော့အဆက်ပြတ်ပြောကြတော့တော့ရေးသွားပါမယ်ကိုတိုက်တက်စာရေးပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီပုံကိုဆေးတော့မယ်ဆိုရင်ဒီမှာက download ဆိုတဲ့ငတားလေးရှိပါတယ်အဲ့ဒါတက်လိုက်ပါခဏဆောင်ရပါမယ် အဲ့ဒါစီရောက်တော့ပါပြီအဲ့ဒါစီပြန်ဖတ်လိုက်ပါအားလုံးအဆင်ပြေကြပါစေဗျာ